်မင်္ဂလာပါကျွန်တော်တို့ဒီနေ့အစီအစဉ်မှာတော့အားလုံးကကျွန်တော်တို့ပြောပြပါပြောပြပါလို့တောင်းဆိုနေတဲ့ဒီမြမစကားကြီး10မျိုးအကြောင်းကိုကျွန်တော်တို့ဆွေးနွေးပြမှာဖြစ်ပါတယ်အဲ့တော့စကားကြီး10မျိုးနဲ့ပတ်သက်ရင်ကျွန်တော်ကတမျိုးချင်းအကြောင်းကိုပုံမြင်နေနဲ့ကျွန်တော်တမျိုးချင်းကိုအသေးစိတ်ပြောခဲ့ပါတယ်ဒါပေမဲ့ဒီစကားကြီး10မျိုးလုံးစုစည်းပြီးတော့เนาะသိကျင်နေဆိုတဲ့သူတွေအတွက်အခုဒီအစီအစဉ်ကို အထူးစီစဉ်တင်ဆက်တာဖြစ်ပါတယ်အဲ့တော့ဒီစကားရေးဆယ်မျိုးကြောင်းဒါကျွန်တော်ရေထုတ်ဝေခဲ့တယ်မြမနီမြမဟန်ဖြင့်အောင်မြင်ခြင်းဆိုရဲကျွန်တော်ဒီစာအုပ်ထဲကနေကျွန်တော်ထုတ်ထုတ်ပြီးတော့ပြောကြားပေးသွားမှာဖြစ်ပါတယ်ရှေးဥစွာကျွန်တော်တို့မြမမြမမှုစကားနယ်ပယ်မှာတဝန်းနဲ့တူစကားအပြိုင်ဆိုင် ပြောဆိုရမှာဖြစ်ဖြစ်လူရင်းစီးပွားရေးနိုင်ငံရေးကိစ္စရများအောင်သူတို့ကနားဝင်အောင်မိမိရဲ့စကားအောင်အောင်ပြောဆိုတဲ့အခါမှာထင်ရှားတဲ့မြန်မာတို့ရဲ့ စကားကြီး10မျိုးလို့ခေါ်တယ်တနည်းအားဖြင့်စကားပြောဆိုနည်း10မျိုးရှိပါဆိုတော့အဲ့ဒီ10မျိုးအကြောင်းကျွန်တော်ဆွေးနွေးมาဖြစ်တယ်အဲ့ဒီ10မျိုးတော်တော်များများ10မျိုးပြည့်အောင်မတိကြတဲ့သူတွေလည်းရှိတယ်အဲ့တော့အဲ့ဒါကိုအတူကောက်မှတ်မယ်ဆိုရင်တော့ရေကူးညာတင် ကောက်ပင်ရိပ်လီ ရေစီးဖောင်ဆန်အိုးတန်ဆန်ခတ်စီပုတ်ဂျပွေ စင်ဝိရန်ရှောင်းတောင်သူရာခုတ်ကျက်စုတ်ခုတ်ပြေရေစစ်ကရာ က်တင်မောင်းနေရေစစ်ကရခက်တင်မောင်းနေဆိုပြီးတော့ဆယ်မျိုးမှတ်လို့ရတယ်ရတယ်เนาะကျွန်တော်တို့အဲ့တော့ရေကူးညာတင်စကားကောက်ပင်ရိပ်လိစကားရေစီးဖောင်ဆန်စကားအိုးတန်ဆန်ခတ်စကားစီပုဂျပွေစကားစင်ဝိရန်ရှောင်းစကားတောင်သူရခုတ်စကားကျက်ဆုပ်ခုတ်ပြစ်စကားရေစစ်ကရစကားနဲ့ခက်တင်မောင်းနေစကားဆိုပြီးတော့ဆယ်မျိုးရှိပါဆိုတော့ပထမအဦးဆုံးကျွန်တော်တို့ဆွေးနွေးမှာကရေကူးညာတင်စကားပြောနေဖြစ်ပါ ဒါတော့ရိုးရှင်းပါတယ်ကျွန်တော်တို့မိမိရောက်လို့တဲ့စိတ်ကန်းကိုကူးမယ်ဆိုရင်ရင်ညာမှကြိုတင်ကူးရတကယ်တော့စကားပြောတဲ့အခါမှာလည်းမိမိလိုတဲ့အရာထက်ပိုပြီးတော့ပိုမိုရွေးကြိုတင်ပြီးပြောဆိုခြင်းဖြစ်တယ်အတုံမဲ့မယ်ဆိုတော့ရေကူးညာတင်စကားပြောနေရကျွန်တော်ရေကူးတဲ့အခါမှာစိတ်ကန်းကိုကူးကျင်တယ်ဆိုရင်ရင်ညာကနေကြိုတင်ပြီးကူးရတကယ်တော့စကားပြောတဲ့နေရာမှာလည်းမိမိပြောကျင်တဲ့စကားကိုကျွန်တော်တို့က ပုံမူပြီးတော့ကြိုတင်ပြောတဲ့စကားဖြစ်တယ်။ဒါသည်အထူးသဖြင့် souls အယောင်းမှာလုတ်တဲ့သူတွေအထူးကြွညင်တဲ့စကားပြောဆိုနေဖြစ်တယ်။နောက်အကျိုးတော်ဆောင်ကြီးတွေအထူးကြွညင်တဲ့စကားပြောဆိုနေဖြစ်တယ်။ဥမာအယောင်းဝယ်ဈေးစကားပြောဆိုတဲ့နေရာမှာမိမိအမှန်တကယ်ရောင်းလို့တဲ့ဈေးကကျွန်တော်တို့ကဗာလဲ3000လို့ပြောရင် ကျွန်တော်ခေါ်ဈေးဆိုတဲ့နေရာမှာဘယ်သူမှသိမ့်တရာမခေါ်တာဟုတ်တယ်မလားကျွန်တော်ပို့ပြီးတော့ခေါ်ထားတယ်ဈေးစကားကိုသိမ့်တရာ20သိမ့်တရာ30လောက်ကနေစပြီးခေါ်တဲ့အခါမှာဝေတူကဈေးစစ်မယ်ဈေးစစ်မယ်ဈေးစစ်မယ်သိမ့်တရာဝင်းကျင်ကိုရောက်တဲ့အခါမှာအယောင်းဝယ်ဖြစ်အောင်ကျွန်တော်ဘာလုပ်လိုက်တာလဲပြောဆိုရင်းနည်းဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ရေကူးညာတင်စကားပြောနည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ထင်တယ်အထူးတလဲလူချင်းမျိုးအရှင်းလင်းအောင်အမထိုးအောင်ဟုတ်လားလွယ်လွယ်ကူကူပဲဒီစကားပြောဆိုနည်းရဲ့သဘောတဘာဝကိုကောင်းစွာနားလည်မယ်လို့ထင်ပါတယ် နောက်တစ်ခုနံပါတ်1နေရတော့ကောက်ပင်ရိတ်လီစကားပြောနေဖြစ်ပါအဲ့တော့စပားတွေကောက်ပင်ကိုရိတ်မယ်ဆိုရင်ကျွန်တော်တို့ကလက်နဲ့ကြစ်ကြစ်ဆုပ်ပြီးတော့အရင်ကနေဖြတ်ပြီးလှီးရတကယ်တော့เนาะကျွန်တော်တို့ကစကားပြောတဲ့နေရာမှာလဲတစ်ဖက်သူရဲ့အားနေချက်များကိုစုစည်းပြီးတော့မှအပိုင်ချုပ်ပြီးတော့အနိုင်နဲ့ပိုင်းပြီးပြောတဲ့နေဖြစ်တယ်တစ်ဖက်သူရဲ့အားနေချက်တွေကိုကောက်ပင်ရိတ်လီးတယ်လို့တခါတည်းအပိုင်ချုပ်ပြီးတော့အနိုင်ပိုင်းနဲ့ပြောဆိုနေဖြစ်တယ် အထူးသဖြင့်တော့ကျွန်တော်တို့ကဒီစကားပြောဆိုနည်းမျိုးကိုတရားတော်အောင်ရင်ဆိုင်ရတာမျိုးတွေစကီလူတဲ့အခါမျိုးတွေမှာအသုံးပြကြပြီးတော့မိတ်ဆွေချင်းချင်းပြောတဲ့နေရာမှာတော့အသုံးမပြသင့်ဟုတ်လားမိတ်ဆွေချင်းပြောတဲ့နေရာမှာအသုံးပြသင့်ထားရိုက်မယ်ရံဖြစ်လိမ့်မယ်เนาะကျွန်တော်တို့ဆိုတော့ဥပမာဗျာကျွန်တော်တို့ကဒီကောက်ပင်ရည်ဒီစကားပြောနည်းနဲ့ပတ်သက်ရင်ဥပမာကျွန်တော်တို့ကစကီလူပဲတစ်ပွဲပေါ့စကီလူတယ်ဆိုတာတော့အပြိုင်ဆိုင်ပြောရတာ အဲ့တော့ဗာလဲနီးပညာတိုးတက်ခြင်းကကောင်းတယ်နီးပညာတိုးတက်ခြင်းကမကောင်းပါစသဖြင့်ကျွန်တော်တို့ကတစ်ဖက်နဲ့တစ်ဖက်သကေလူရတော့မယ်ဆိုရင်နီးပညာတိုးတက်ခြင်းကကောင်းတယ်ဆိုတဲ့အခြားတစ်ဖက်ဆိုတဲ့ဘက်ကနေအခြားတစ်ဘက်ကိုပြောမယ်နော်နီးပညာတိုးတက်ခြင်းကကျွန်တော်ကကောင်းတယ်ဆိုတဲ့ဘက်ကနေပြောမှာနော်ဘယ်ကိုပြောမလဲအခြားတစ်ဖက်ကိုပြောမယ်ဘာပြောမလဲဆိုတော့ဟိုဘက်ကနီးပညာတိုးတက်ခြင်းကမကောင်းပါဘူးဆိုတဲ့ဘက်ကိုပြောမှာပေါ့မိတ်ဆွေတို့လက်မှာနာအီတွေဝတ်ထားပါသလားကျွန်တော်ပြောမယ် မိတ်ဆွေတို့လက်မှာနိုင်တွေဝတ်ထားပါသလားတစ်ဖက်ကပါလဲဝတ်ထားပါတယ်ပြန်ဖြေတဲ့အခါမှာကျွန်တော်ကတခါတည်းသူ့ရဲ့ပါလဲအားနည်းချက်ကိုအပိုင်ချုပ်ပြီးတော့မှဟုတ်ပြီဘာလို့နိုင်တွေဝတ်ထားလဲဤပညာတိုးတက်တာမကောင်းဘူးဆိုအဲ့ဒါဆိုချက်ဖိုက်တွေလေဘင်းမှာဆွဲထားပါလားစသဖြင့်ပြောလိုက်တဲ့အခါမှာအာပရိသတ်ကလည်း